မေတ္တာတော့မှာမေတ္တာပွားဖို့ဘုရားတိုက်တွန်းတဲ့စကားလေးချူမာတာယထာနိယံပုဒ္ဒမာယုတာဧကပုဒ္ဒမနုရခေကလေးတယောက်တည်းထွန်းကားတဲ့မိခင်ဟာအသက်ပေးပြီးတော့တဥရီသောရင်သွေးကိုစောင့်ရှောက်တယ်လို့ဟုတ်တယ်အေဝံပိတဗ္ဗဗုဒေတုမာနတံဘာဝရေအပရိမာဏ အဲ့ဒီမိခင်ရဲ့မေတ္တာလိုပဲတရားတွေအားလုံးပေါ်မှာမေတ္တာစိတ်ဖြစ်အောင်လုပ်ပါအတိုင်းအတာကန့်သတ်မရှိတဲ့မေတ္တာစိတ်ဖြစ်အောင်ဒါချင်းစဉ်တစ်ခုပြောတာပဲလေနော်ရွေးရုံနေမဟုတ်ဘူးချင်းစဉ်တစ်ခုပြောတာချင်းမုံချင်းနီးကိုလည်းပြောတယ်မြတ်စွာဘုရားမေတ္တာတရားနဲ့ပတ်သက်တိဋ္ဌံစရဏနိသိဏောဝတရားနောယာဝတ္တဝိတမိတ်တော်မအိချင်းသေးသမျှကလပ်ပတ်လုံး တိတ်ထံဆိုတာမတည့်ရနေတဲ့အခါဖြစ်စေစရံလမ်းလျှောက်နေတဲ့အခါဖြစ်စေနိသိဏထိုင်းနေတဲ့အခါပဲဖြစ်စေတရားနာအိယာထဲမှာလျောင်းဆက်နေတဲ့အခါပဲဖြစ်စေတဲ့အေတံတတိအဋ္ဌိယမေတ္တာတတိကိုခိုင်ခိုင်မာမာတိဆောက်ထားပါမေတ္တာပို့နေပါလို့ပြောအနည်းကင်းအောင်လို့သွန်ပေးတယ်ရွံ့ရုံနေမဟုတ်ဘူးကြည်ဒီမှာရွတ်လို့ပါတာမပါဘူး မေတ္တာတတိကိုတိဆောက်ပါတဲ့အေတံတတိအဋိဋ္ဌိယဗျမမေတံဝိဟာရမိတ္တမဒီသာသနာတော်မှာမေတ္တာပို့နေတာဟာမြတ်သောနေထိုင်ခြင်းလို့ခေါ်ပါတယ်တဲ့ဗျမဝိဟာရလို့ခေါ်ပါတယ်ဒါပေမဲ့ဓမ္မမြတ်စွာဘုရားရဲ့တရားတော်တွေကလက်တွေ့ကြာဒေးလီလိုက်မှာကိုယ့်ရဲ့နေစဉ်ဘဝလက်တွေ့အသုံးချနိုင်ရမှာ လောကလူတွေကနေစဉ်အစာစားပြီးတော့ခန္ဓာကိုယ်မှာအားဖြစ်နေကြအသက်ရှင်နေကြဖရာတရားတော်တွေလည်းနေစဉ်အတုံးချပြီးလိုက်နာကျင့်သုံးနေမယ်ဆိုလို့ရှိရင်သံတတိတွေရနေမှာပဲမရတာဘာဖြစ်လို့မလုံလို့မရတာမလုံလို့မရတာစနစ်တကျလုပ်ရင်အောင်မြင်စနစ်တကျလုပ်ဖို့တော့လိုအပ်တာပေါ့ဖေကိစ္စပဲကြည့်ရင်နောက်ဆုံးမေတ္တာတရား ရင်၌ဖြစ်ပွားတဲ့အခါကျတော့ဘာဖြစ်ဒိဋ္ဌိဉ္စအနုပေက္ခမတိလဝါဒတနေနတံပံသောကာမေတုဝိနေယခေတံနဟိသာတုကပတိယပုဏ္ဏရေတိမာယေနဲ့အမြင်တစ်ခုမချင့်ကပ်နဲ့တရဝါတွေကိုမေတ္တာပို့တော့တရဝါရှိတယ်လို့ယူဆသွားနိုင်တယ်ဝိပဿနာရှုထောင့်ကကြည့်ရင်တရဝါမရှိဘူးရုပ်နဲ့နာမရှိဘူးဒါကြောင့်မို့ တတဝါရှိတယ်ဆိုတဲ့မှားရင်းနဲ့အမြင်ကိုမချင်ကပ်နဲ့မရောက်စေနဲ့သီလဝါကိုချင်းသီလနဲ့ပြည့်စုံအောင်လုပ်ပါတဒနာတံပန္နမှန်ကန်တဲ့တမ္မာဒိဋ္ဌိဉာဏ်နဲ့မဂ်ကင်၈ပါးအကျင့်တရားကိုကျင့်ပါကျင့်လိုက်တဲ့အခါနောက်ဆုံးသောတပန်အဆင့်ထီအောင်ဖြစ်သွားတယ်ဒဒနာတံပန္နမြင်မှန်သွားပြီကာမေတုဝိနည်းအကေတံအမြင်မှန်သွားတဲ့အခါ ကမရာဂတွေရောနေသွားပြီးတော့ရာဂဒေါသတွေနေပါသွားပြီးနောက်ဆုံးမှာကာမဂုဏ်အာယုန်တွေပေါ်မှာတက်မဲ့တဲ့ကိလေသာဆိုတာအဲ့ဒါတွေကိုဖယ်ရှားလိုက်နိုင်ပြီဆိုရင်ဟောအနာဂံဖြစ်သွားပြီလို့ပြောတယ်။နာဟိဇာတုခပတ်တေယဇာတုဆိုတာတကယ်ကိုနာခပတ်တေယပုဏရေတိမိခင်ရဲ့ဝမ်းဘယ်တော့မှပြန်မရောက်တော့ဘူးဆိုတာ ဘယ်တော့မှပြန်မမွေးတော့ဘူးလို့ပြောတယ်နော်ရဟနာဖြစ်သွားရင်နောက်ထပ်ပဲမွေးတော့မှာတော့အဲ့တော့နိဗ္ဗာန်ထိအောင်ဖွံ့ညွှန်းထားတာမြတ်စွာဘုရားတရား